သက်ရှင်နေစေအစ္စရေးတစားကန်အယောက်20စလုံးကိုပြန်လွတ်ပေးခဲ့ပြီးဖြစ်တယ်လို့ Hamas ပြောက်ကြားအဖွဲ့ကကြေညာပါတယ်။အောက်တိုဘာ23ရက်နေ့မှာပထမအထုပ်တစားကန်9ယောက်ကိုပြန်လွတ်ပေးခဲ့ပြီးတဲ့နောက်နာယီပိုင်းအကြာမှာပဲ Hamas ကတစားကန်အားလုံးပြန်လွတ်ပေးခဲ့ကြောင်းထုတ်ပြန်ခဲ့တာပါ။ Hamas လက်ထဲမှာဖမ်းခံထားရရင်တေသွားတဲ့တစားကန်တွေရဲ့ရုပ်အလောင်းတွေလွှဲပြောင်းပေးရေးကိုလည်းနောက်ပိုင်းမှာဆက်လုပ်သွားမှာပါ။ Hamas က Israel တစားကန်တွေကိုလွှတ်ပေးလိုက်တဲ့နောက် အစ္စရေးကလည်းပါလက်စတိုင်းအကျဉ်းသားအများအများကိုပြန်လွှတ်ပေးမှာဖြစ်ပါတယ်။ပထမအတုံးမှာတင်ပါလက်စတိုင်းအကျဉ်းသား1900လောက်လွတ်မြောက်လာမယ်လို့လည်းခန့်မှန်းရပါတယ်။အခုလွတ်လာတဲ့အစ္စရေးတစားကန်အယောက်20စလုံးကဂါဇာကနေလွတ်မြောက်လာပြီးတဲ့နောက်အစ္စရေးနိုင်ငံပိုင်းနဲ့တည်းပြန်ရောက်နေကြပြီဖြစ်ပါတယ်။သူတို့က2023အောက်တိုဘာ9ရက်နေ့ကဟာမတ်ရဲ့နေဆက်ဖြတ်ကျော်တိုက်ခိုက်မှုမှာဖမ်းခေါ်ခံရတဲ့တစားကန်250ကျော်ထဲမှာနောက်ဆုံးလွတ်မြောက်လာသူတွေပါ။ ဟာမတ်ဆွေစီမားတစားကန်28ဦးရဲ့အလောင်းတွေတော့ကျန်နေသေးလို့ဆိုပါရယ်အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက်မှာလည်းတစားကန်20စလုံးပြန်လွတ်လာပြီဆိုတာအတည်ပြုခဲ့ပြီးအဲ့ဒီတဲက3ဦးကိုတော့ကျမ်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့လိုအပ်တဲ့အတွက်ဆေးရုံကိုရဟတ်ရင်တွေနဲ့ပို့ဆောင်ခဲ့တယ်လို့သိရပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ဒါကအရှိလေပိုင်းဒေတာအတွက်သမိုင်းဝင်အာယုံသစ်တစ်ခုအစပြုနိုင်ခဲ့ပြီလို့ညွှန်ဆိုခဲ့ပါရယ်ရှင်